လာပါဒီနေ့မှာတော့ကျွန်တော်တို့တွေကကြံနဲ့လည်းရန်ဝင်ဒီကတ်လာပါပြီဒီတော့ကျွန်တော်တို့ဆွေရည်မျိုးတွေစီတွေသွားကျင်ကြတယ်နေကြောပြီးတော့သွားလာကျင်တယ်လူတွေအများကြီးရှိကြတာပေါ့ဗျာအဲ့အတွက်ကိုကျွန်တော်တို့တွေကစာအုပ်တွေကမရှိသေးဘူးဝီဇတွေကမထူထားသေးတဲ့အခါကျတော့ဘလို့သွားလာရမလဲဆိုတာလေးကိုကျွန်တော်သတိပေးခြင်းပါတယ်တကယ်လို့စာအုပ်တွေရှိနေပြီဝီဇလည်းထုတ်ပြီးသွားပြီးတဲ့လူတွေအတွက်ကတော့ဘာမှဒီဗီဒီယိုကအကျိုးရှိမှာမဟုတ်ပါဘူးခင်ဗျာနောက်ကိုနေတဲ့ဆိုင်မှာမဟုတ်ပါဘူးကျွန်တော်အဓိကပြောချင်တာကတော့ ဒီဟဲ့ဆိုင်ရဆန္ဒနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ nail list ဆိုင်ရွက်တွေရထားတယ်ဂျန်တဲ့ဟာတွေကိုမရထားသေးဘူးအထူးသဖြင့်ဆိုရောနော်တက်တန်တိုးတဲ့လူတွေပေါ့ဗျာပြောရမယ်ဆိုရင်တော့ဟေးတက်တန်တိုးတဲ့လူတွေကကျွန်တော် nail list တစ်ခုပဲရထားနေတယ်ဂျန်တဲ့ဟာဘာမှလည်းမလုပ်ရသေးဘူးဘာတစ်ခုမှလည်းလှုပ်ဆောင်ထားခြင်းမရှိသေးဘူးဟဲ့လူတွေကကျွန်တော်တို့သွားလာတဲ့ခါကျရင်ကျွန်တော်တို့တော်တော်လေးအခက်ခဲကြုံရပါတယ်နေကြော်ပြီးတော့နေဆက်ကိုဆင်းရင်တော့လည်းကောင်းနေကြော်ပြီးတော့သွားလာတာတော့တော်တော်ကောင်း နောက်ဆုံးအလုတ်သွားလုတ်တာတော့မှာပေါ့နော်ကျွန်တော်တို့ဒီအဲကျွန်တော်တို့အာနာပိုင်တွေကဂိတ်တွေချပြီးတော့စစ်ဆေးတဲ့အခါမှာတော့မှာကျွန်တော်တို့ကအဲဖြေရှင်းရတာမလွယ်ကူတော့ဘူးပေါ့နော်အရင်တော့လိုမျိုးပေါ့နော်တကယ်တမ်းကျတော့ထိုင်းနိုင်ငံမှာသူကပြည်ထရေးဝန်ကြီးဌာနရဲ့ညင်ညာချက်အလုတ်သမားဝန်ကြီးဌာနရဲ့ညင်ညာချက် စားတပြက်ကနေပြီးတော့ဒါတို့ကဖြေလျှော့တာပြီးတယ်6လဆိုပြီးတော့ဘာလို့ရှင်းလာပိုင်းလေးကိုဖြေလျှော့တာပြီးတယ်ဆိုတာစားတွေထွက်လာခဲ့ကြတယ်စားတွေထွက်လာခဲ့ကြတယ်ပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီနေလေးလေးတွေကင်ပြီးတော့စားဦးတက်တန်ကုန်တဲ့စားဦးတွေကင်ပြီးတော့ဝက်ပါမစ်တွေတက်တန်ကုန်တဲ့ဝက်ပါမစ်တွေကင်ပြီးတော့သွာလာလို့ရတယ်ဆိုပြီးတော့လည်းเนาะနေထိုင်လို့ရတယ်ဆိုတော့လည်းဒါဒါထုတ်ပြန်ထားတာတွေအတွေ့ရတာပေါ့เนาะသို့တော့ညာလဲအဓိကခက်တာကဗျကျွန်တော်တို့နားလေတဲ့အာဏာပိုင်တွေရှိသလိုနားမလဲတဲ့အာဏာပိုင်တွေလည်းရှိကြတယ် အတိရဲ့လူတွေရှိတယ်လို့မသိတဲ့လူတွေလည်းရှိကြတယ်အဲ့တော့အထီးကတချို့တွေကကြတော့လဲတိတိကျကျနဲ့မသိဟန်ဆောင်ပြီးတော့လဲငွေညှစ်တံမျိုးတွေလည်းရှိကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကပေါ့နော်ကျွန်တော်တို့ကန်ဆောင်ထားတဲ့နိုင်လေစာရွက်သည်ဒီတက်တန်းကုန်နေတဲ့စာအုပ်တွေကဒါတွေကကျွန်တော်တို့နေအတွက်ကိုသွားလာရတာအဆင်မပြေဘူးကိုနေတဲ့မြို့ကိုနေတဲ့ခရိုင်မှာပဲညီငယ်တက်တက်လေးနေဖို့အတွက်ကိုလဲကျွန်တော်ပြောလို့ပါတယ်ပြီးရင်တခါတကယ်တကယ်အနာပိုင်ရဲ့ဆက်စီလာတဲ့ခါကြလို့ရှင်တို့တွေကဘာတွေပြောလဲဆိုတော့ဒီစာရွက်ကနေရာတစ်ခုထဲမှာနေဖို့အတွက်နဲ့ ကိုလှုပ်လှုပ်နေတဲ့နေရာမှာပေါ့နော်အလုပ်ရှင်တဲ့ကွာတူတူငင်းငင်းလေးနေဖို့အတွက်ကိုပဲဖြေလျှော့ထားပေးတာဖြစ်တယ်ဒီဆိုင်ရွက်တွေဟာခရီးသွားလက်မှတ်မဟုတ်ဘူးသွားလာလို့မရဘူးဆိုတော့အဲ့လိုပြောလာတဲ့အခါကျရင်ကျွန်တော်တို့ကဘလို့မှလည်းပြန်ပြီးတော့ဖြေရှင်းလို့မရတော့ဘူးကျွန်တော်ကိုယ်တိုင်တော့မှဖုန်းနဲ့ဆက်ပြီးတော့ပေါ့နော်အဲ့လိုစစ်ဆေးနေတဲ့အချိန်မှာကျွန်တော်တို့ဖုန်းဆက်တဲ့ကျွန်တော်ဒိုင်ရိုက်အနာပိုင်းနဲ့စကားပြောတယ်ဒါပေမဲ့အနာပိုင်းတွေကအရင်တော့ကစကားပြောသလိုမျိုးမလွယ်ကူတော့ဘူးအရင်တော့ကျွန်တော်တို့ကထောက်ပြလိုက်တဲ့တင်းနဲ့သုံးနဲ့တရားကြီးညာရက်တွေထွက်တယ်ဒီကဆိုင်ရွက်တွေရှိတယ်ဒီမဟုတ်ရင်ဒီဂျဟန်ကရုံးလည်း ဖုန်းဆက်ပြီးတော့မေးကြည့်နိုင်တယ်ဆိုပြီးတော့လည်းအဲကျွန်တော်တို့ကဖုန်းနံပါတ်တွေ0936နှစ်ကိုနှိပ်ပြီးတော့မေးပါဆိုလို့လည်းအမျိုးမျိုးတော့စကားပြောတာပေါ့ဗျာစကားပြောခဲ့တယ်အရင်တော့လို့မလွယ်တော့ဘူးအရင်တော့ဆိုကျွန်တော်ဖုန်းလေးကင်ပြီးတော့သဘောပေါက်အောင်နားလည်းအောင်ရှင်းပြပေးလိုက်တယ်နဲ့ကျွန်တော်ပြန်လှုပ်ပေးလိုက်တယ်အခုကတော့အဲ့လိုမဟုတ်တော့ဘူးမလို့အပ်နေပတ်စံနေကုန်တယ်မလို့အပ်နေဖန်းစီခြင်းတွေလှုပ်ရှင်ကိုယ်တိုင်တွားပြီးပြဿနာဖြေရှင်းရတာမျိုးတွေလည်းအများကြီးကြုံတွေ့နေရပါတယ် ဒါကြောင့်မလို့မိမိတို့မှာ passport စာအုပ်ဟာမရှိသေးဘူးဆိုလို့ရှိရင်ဗီဇကလည်းမထည့်ရသေးဘူးဆိုရင်ခရီးသွားလာတဲ့အခါမှာနန်းစေဒန်ထံလို့ခေါ်တဲ့ဒီ passport စာအုပ်တွေမှာဗီဇမရှိသေးရင်သွားလာရတာမလွတ်လပ်ဘူး။သွားကြည့်နေဆိုလို့ရှိရင်တော့မိမိတို့ကိုရှင်းပေးနိုင်တဲ့လူဖြစ်လာလို့ရှိရင်ကိုယ်တာဝန်ယူပြီးတော့ဖြည့်ရှင်းပေးနိုင်တဲ့လူနေနဲ့သွားလာမယ်ဆိုရင်တော့သွားလာလို့ရပါတယ်။နော်ဖြစ်လာရင်သူဖြည့်ရှင်းပေးမှာကိုအဲ့တော့ဖြည့်ရှင်းလို့မရခဲ့ဘူးဆိုရင်ဒါပြဿနာတက်မဲ့အနေအထားတစ်ခု။ ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကနေပြီးမှဖြစ်ခင်တည်းကနေပြဿနာကိုကြိုတင်ပြီးတော့တားတဲ့အနေနဲ့เนาะထုတ်ထုတ်ပြန်စားတယ်ဘလို့ပဲထွက်လာခဲ့ထွက်လာခဲ့ဖြေလျှော့စားတွေကဘလို့ပဲထွက်လာခဲ့ထွက်လာခဲ့တကယ်တမ်းအောက်ခြေပိုင်းမှာလက်တွေ့ကြကြခံစားနေကြရတဲ့လူတွေကအကုန်လုံးအသိဆုံးဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့စိုင်းရက်တရွက်ထဲနေပေါ့เนาะကျွန်တော်တို့သွားလာတဲ့အခါမှာအခုလိုစစ်စေးမင်းများခံပြီးတော့တခုခုဖြစ်ခဲ့တဲ့လူတွေကျွန်တော်ရဲ့ comment တွေမှာတစ်ချက်လောက်ရေးထားပေးပါနော်နောက်ပြီးတော့လေကျွန်တော်ဆိုင်ရက်တရက်နဲ့သွားလာပြီးတော့လည်းပဲဘာမှမဖြစ်တဲ့လူတွေအတွက်ကိုလည်းကျွန်တော် comment မှာတစ်ချက်လောက်ရေးထားပေးပါ เนาะအဲ့တော့ကျွန်တော်လည်းသိရအောင်ပေါ့เนาะဘယ်လိုလူတွေကဘယ်လောက်ထိเนาะအခက်ခဲတွေကြုံတွေ့နေရလဲဆိုတာပေါ့เนาะဟုတ်ကဲ့ဒီတော့ကျွန်တော်တို့မျိုးတွေကိုကျွန်တော်ပြောချင်တာကတချို့သောအာဏာပိုင်တွေကသူတို့စီကိုတိုက်ရိုက်အမိတ်စာတွေမထွက်လာဘူးဆိုရင်သူတို့တွေကမလုပ်ကြဘူးဘယ်ဌာနမှမဆိုပဲအဲ့ဒါကသူတို့ဌာနအလူကြီးကနေဥမာဆိုကြပါစို့ရဲ အရဲဆိုလို့ရှိရင်လဝကဆိုရလဝကရဲဆိုလည်းရဲဒီနေမြေကရဲတွေပဲဖြစ်ပေါ့နော်သူတို့အကြီးကဲနေပြီးတော့စာကိုတိုက်ရိုက်ဟဲ့ဒီလူတွေကိုမဖမ်းပါနဲ့ဒီလူတွေကိုမစစ်ဆေးပါနဲ့ဒီလူတွေမလုပ်ပါနဲ့အမိတ်စာတိုက်ရိုက်မလာဘူးဆိုရင်သူတို့မှာတော့ဥပဒေရဲ့ဥပဒေရဲ့လက်တလုံးကြားအနေနဲ့တော့လကောင်းဒီလိုပဲကျွန်တော်ရွှေ့ပြောင်းလို့ဒီမှာညုံတွေးကြရမှာဖြစ်ပါတယ်ဟဲ့ရဲ့အတွက်ကိုတခါတလေကြရင်အပေါ်မှာလူကြီးတွေကအကျညာချက်ကထုတ်လိုက်တာတမျိုးနော်โอเคတယ်ကြည့်လို့လည်းကောင်းတယ်ကောင်းလည်းကောင်းပါတယ်နော်ကြီးစုလည်းတင်တယ်ဒါမှမဟုတ်အောက်ခြေပိုင်းမှာဒါမျိုးတွေလည်းဖြစ်နေတယ်ဆိုတာကိုလည်း ပြောစီချင်ပါတယ်ပြောချင်တာတော့ဗျာအနာပိုင်းလူကြီးတွေအနေနဲ့ပြီးတော့ဗျာမိမိတို့ရဲ့ဌာနတစ်ခုချင်းစီကိုအမိတ်စာလေးတွေထုတ်ပြီးတော့အာပေးမှဆိုလို့ရှိရင်လဲဆိုရှယ်မီဒီယာပေါ်မှာလဲဟိုတင်ပေးမှဆိုလို့ရှိရင်လဲကျွန်တော်တို့အိတ်စာရွက်လေးတွေကိုခြင်ပြီးတော့တွမ်းလာလို့ရအောင်ပေါ့ဗျာနော်အခုကတော့ပြည်ထရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တော်လကောင်တောင်းဝင်ပြန်တန်းတော်လကောင်နော်အဲ့လိုဒီမှာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တော်လကောင်အိတ်စာရွက်လေးနဲ့တွားပြရင်လဲပဲသူတို့တွေက တိတိနေပဲလက်မခံတာလားပြောရဆိုတာတော်တော်လေးခက်နေတဲ့အတွက်ကြောင့်ဒါကြောင့်မလို့ကျွန်တော်ကမဖြစ်ခင်ကနေပြီးတော့တားတဲ့အနေနဲ့မသွားလာစေချင်တာပဲဖြစ်ပါတယ်အဲ့တော့မလို့ပဲဖြစ်ဖြစ်ဆန်ရဆန်နိုင်နေပတ်သက်ပြီးတော့တကယ်လို့ရွှေပြောင်းလို့တမားဒီအတွက်ကိုပေါ့နော်တကယ်လို့သတင်းဦးသတင်းထူးလေးလာပြီဆိုရင်ကျွန်တော်အဆက်မပြတ်တင်ဆက်ပေးပါမယ်အချိန်နဲ့တပြေးညီတင်ဆက်ပေးပါမယ်ခင်ဗျာဒီနေ့ကတော့ဗီဒီယိုလေးကိုစတဲ့အဆုံးထိကြည့်ပြီးတော့ပြန်လည်မျှဝေပေးခြင်းအပြင်လည်းအချင်းချင်း အကူညီပေးနိုင်ပါတယ်အချင်းချင်းလည်းအားပေးနိုင်ပါတယ်ခင်ဗျာမျိုးအောင်ကံကောင်းကြပါစေဆက်ရချမ်းသာညကိုရဲ့ချမ်းသာညကိုရပြီးတော့ခေစိုးစနစ်စိုးနေပြီးတော့ကြော်ဖြတ်နေကြပါစေလို့ဆုမကောင်းလေးတောင်းလိုက်ပါတယ်